ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါကျွန်တော်ဒီနေ့စကားလေးမစားခင်တခုပြောချင်ပါတယ်အခုဒီ channel ကအန်ခင်မူ3.0 channel ဖြစ်ပြီးတော့ဒီမှာကျွန်တော်ကိုရီးယားဇာတ်ကားတွေအထူးပြုတော့တင်ဆက်ပေးမယ်လို့တော့ရည်ရွယ်ထားပါတယ်ဂျိုကြားဆိုတာကိုရီးယားဇာတ်ကားမဟုတ်တာတွေပါလာနိုင်ပေမဲ့ကျွန်တော်ကိုရီးယားခြေသူတွေအတွက်ဒီမှာတီးတန့်ကျွန်တော်ကြုံးမယ်ဗျာဟာလာဆိုတော့နောက်ထပ်အများကြီးစီးပြီးရောဘာရောညာရောရှိမယ်ဒီနေ့မှာကျွန်တော်ရွေးတာဇာတ်ကားလေးရင်နာထောင်ကြည့်ပါဦး one the days camp 1989ဖြစ်ပါတယ်တကယ်မိုက်တဲ့ဇာတ်ကားဖြစ်တယ် ကိုရီးယားဇက်ကားကြိုက်တဲ့သူတွေကပြောစရာမလိုဘူး channel သူတွေမြည်းစမ်းကြည့်လို့ရပါတယ်ဆိုတော့ channel subscribe လုပ်ဗီနာခေါင်းလောင်းနှိပ် VPN link ဖွင့်ကြည့်ပြီးတော့ video like လုပ်ပြီးဒီနေ့ season ကိုစလိုက်ကြရအောင်ပါခင်ဗျာ Jakarta ဆမော်တောင်ကိုရီးယားနိုင်ငံတမရာကြီးခွန်ဒိုဝမ်ဟာစစ်ဘက်ဆိုင်ရာယာရှိများတို့ယာလူများလာအောင်ပြီးတော့ချင်းမြနေပါတယ်ဒီအခမ်းအနားမှာတမရာဟာအယူဆမတူသူလက်ဝဲဝါဒီများနိုင်ငံချစ်စိတ်မရှိသူများအတွင်းသချိုးများတို့ဆိုရင်မိချောင်းကိုကျင်းညာနေပါတယ် ကျောင်းသား၁၉ဦးကိုဖမ်းဆီးပြီးတော့ကျောင်းသား၃ဦးကိုလွတ်ပေးခဲ့ကြအောင်ပြောသွားခဲ့တယ်လို့သမရပဲဆက်ပြီးတော့တပိတ်မောက်တော်လန်ရေးဟာနိုင်ငံလွတ်လပ်တဲ့ဒီမိုကရေစီစနစ်ကိုအောက်ခြေဘက်ကနေအနေငယ်လှိုက်ရှားလိုက်ုံသာဖြစ်ကြောင်းနဲ့အားလုံးသောပြည်သူတွေဟာနှိုးကြားတက်ကြွပြီးတော့အမြဲတမ်းသတိရှိနေရမှာဖြစ်ကြောင်းကိုပြောကြားသွားပါလိမ့်။သမရကသူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမပြတ်စည်းဖို့နဲ့တိုင်းပြည်ငြိမ်ဝှပီပြားနေဖို့အတွက်ဂျိုးပန်းမှာဖြစ်ကြောင်းပေါ်ပေါ်တင်နေပဲစိန်ခေါ်ပြောသွားခဲ့တာပါ။နောက်တစ်ခါမှတော့နိုင်ငံတော်လုံခြုံရေးအကြီးအကဲရဲမင်းကြီးပတ်ချောင်ဝဟာဇာပနာအခမ်းအနားတစ်ခုရောက်ရှိလို့နေပါလိမ့်။ 1989ခုနှစ်ဇန်နဝါရီလ14ရက်နေ့မှာစုံတော့ဟွန်ချောင်းနဲ့ဘန်ကန်တို့ဟာစေယုံကားတစည်းပေါ်မှာအလုတ်တင်ဆောင်အိုဘီနဲ့သူနာဗျူတယောက်ကိုတင်ဆောင်လာပြီးဘူကော့အန်ဝါဗီရာတက်ကတူတဲကနန်တောင်စုံစမ်းစစ်ကြောရေးစင်တာမှာတော့စုံတော့ဂျိုဟန်နဲ့ရဲစုံတော့လီချောင်းဟာတရီလစ်နေတဲ့လူငယ်တယောက်ကိုတရီပြန်လဲလာအောင်ပြုစုနေကြပါတယ်စစ်ကြောရေးစင်တာကိုရောက်လာတဲ့အိုဝင်ဟာလူနာကိုတစ်ချက်ဆစ်ဆဲပြီးတော့နှလုံးမခုံတော့ကြောင်းပြောတာကြောင့်စုံတော့ဖွဲကတရီပြန်အောင်လှုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်အိုဝင်ဟာအမျိုးမျိုးစူးစမ်းကူးသခဲ့မယ်လူနာဟာ တည်ဆုံသွားခဲ့ပါလိမ့်။ဘတ်ချောင်းရဲ့အတွင်းရေးမှုဟာနန်ထောင်စစ်ကြောရေးမှာចောင်းသားတယောက်ကိုလက်လွန်သွားចောင်းလာပြီးတော့အចောင်းကြားနေပါလိမ့်။မကြိုင်မှာပဲရဲမင်းကြီးဘတ်ချောင်းဟာစစ်ကြောရေးရှိရာကိုရောက်လာပြီးတော့ဆောင်းဝန်ခေါ်လိုက်တဲ့အတွက်တပ်တည်ဖြစ်သွားပြီလို့ပြောကာကြိမ်းမောင်းနေပါလိမ့်။အလောင်းကိုတော့တပ်တည်ဖြောက်ဖြတ်တဲ့အနေနဲ့ချက်ချင်းမီးရှို့ပစ်လိုက်ပါတော့လိမ့်။ဘတ်ချောင်းစီမှာဒုတိယဗိုလ်မှူးကြီးဂျန်ဆဲရောက်လာပြီးတော့သမရရဲ့စာကိုလာပြီးတော့ပို့ပေးခဲ့ပါလိမ့်။ဘတ်ချောင်းကညသားနဲ့တဲခင်းအဲ့ခံပြီးတော့ဂျန်ဆဲကိုကင်းချောင်းနဲ့စပိုင်ဖွဲ့ရဲ့ဖိုင်တစ်ခုကိုပေးရလိုက်ပါလိမ့်။ အဲ့ဖွဲ့မှာမင်းချောင်းကျိုးကင်ဖြစ်ကြောင်းပြောပြနေပါတယ်။ဂျန်ဆဲကတော့အစိုးရရဲ့အမြင်ပြောင်းသွားရင်တောင်မှနန်အန်ထောင်ကတော့ပြောင်းလဲသွားမှာမဟုတ်ကြောင်းကိုပြောပြနေပါတယ်။ဂျန်ဆဲကပဲဆက်ပြီးတော့နှစ်သိမ်းမရောက်ခင်မျိုးမစစ်တီကိုဖမ်းရမယ်လို့ရိုင်းဆိုင်စွာပြောဆိုလိုက်ပါတယ်။စိုးမျိုးရဲ့အများပြည်သူဆိုင်ရာရှေ့နေရုံမှာတော့အစိုးရရှေ့နေချွိုင်းဝမ်ဟာသူတို့ရဲ့တယောက်ကိုစူပူချိန်ပေါင်းနေပါတယ်။ချွိုင်းဝမ်ဆိုင်ကလာပို့တဲ့ခေါဆွဲကိုရက်နဲ့တောက်နေတော့စုံနောက်ဖွဲကကောက်လာပြီးတော့ညစာနဲ့လက်ထိုးကနှလုံးပေါက်တေဆုံးတဲ့ကြောင်းသားဘတ်ကြောင်းရဲ့တေစင်းတစ်ခုမှဒစိမ့်တုံးထူခိုင်းနေပါတယ်။ ခြွိုင်ဝမ်းတော့တေစင်းစွာကိုတေချာကြည့်ပြီးတော့ကျောင်းသားတေဆုံးမှုဟာ၈နှစ်တောင်မပြည့်သေးတာကြောင့်မိဘတွေရောတိလားဆိုပြီးတော့စောတကတက်လိုက်ပါတယ်။၃ယောက်သားအခြေတင်ဖြစ်ပြီးတော့ခြွိုင်ဝမ်းကတစိမ့်မထုပေးနိုင်ကြောင်းပြောကာစုံတော့နှစ်ယောက်ကိုနှိမ့်ထုတ်ပစ်လိုက်ပါတယ်။နောက်မှစုံတော့ကလေးပေပြန်ထိုးပြီးတော့လုံးလုံးစင်ကိစ္စလေးတစ်ခုကိုလက်မှတ်ထိုးပေးဖို့ပြောတာကြောင့်ရှင်းနေကရင်ခွဲစစ်ဆေးတာတွေစစ်ဆေးချက်တွေမရှိပဲမီးရှို့ပစ်ဖို့ကလုံးလုံးစင်မဟုတ်ကြောင်းကိုပြောလာပါတယ်။စုံနောက်ကတော့သူ့အထက်လူကြီးကမုံမလေးငင်တကြိုးဖို့အမိန်ရှိလာတာကြောင့်ကုညီပေးဖို့တောင်းဆိုနေခဲ့တာပါ။ မကြိုင်မှာဖုန်းတကောဝင်လာပြီးတော့နိုင်ငံတော်လုံခြုံရေးကောင်စီအကြီးအကဲဖြစ်သူကထိုးဆိုလို့ထိုးပေးလိုက်လို့လှမ်းပြီးတော့ပြောနေပါတော့တယ်။ဆိုင်ဝမ်ရှင်းနေချုပ်ကိုသွားပြီးတော့အကျိုးချောင်းပြောပြပေမယ့်နောက်တစ်ခေါက်ဖုန်းလာခဲ့ရင်သူကိုယ်တိုင်ထုပေးရတော့မှာလားလို့ပြောတာကြောင့်ဆိုင်ဝမ်ထပြီးတော့ထုပေးလိုက်ရပါတော့တယ်။စုံနောက်ကတစိမ့်လုံးထုထားစာကိုကြည့်လိုက်တဲ့အခါမှာအလောင်းကိုဆက်လက်ထိမ့်သိမ်းထားခွင့်အမိန့်စာဖြစ်နေပြီးတော့မိသူကြိုခွင့်စာရွက်မှုန်ချောင်းတိလိုက်ရပါတယ်။ရေချိုးကန်တစ်ခုထဲမှာတော့ရှင်းနေလေးရဆိုင်ဝမ်ကိုလာတော့တွေ့ဆုံနေပါတယ်။ ဆွိုင်မန်ကပြည်နယ်လုံးကျုံရဲ့အမိခံကောင်းလေးလာပြီးတော့အကြက်ကင်နေရာတောင်စိတ်ရှုပ်ကဖုန်းကိုရိုက်ခွဲပစ်လိုက်တာကြောင့်မိမဆူတာခံရအောင်မဲ့အကြောင်းကိုပြောပြလာပါတယ်။ရှင်းနေလေးကပြည်နယ်လုံးကျုံရဲ့ကောင်းလေးကလူတွေကိုလမ်းမေးခွေးလောက်တောင်တန်ဖိုးမထားတဲ့အကြောင်းကိုပြောပြနေပါတယ်။နန္ဒစောစောပိုင်းမှာတော့ရဲမင်းကြီးပတ်ချောင်ဟာစိုးပြည်နယ်ရှင်းနေဦးစီးကိုဖုန်းဆက်နေပါတယ်။နောက်နေ့မနက်9နာရီခွဲမှာ1989ခုနှစ်ရဲ့ဇန်နဝါရီလ15ရက်နေ့မှာစိုးရှင်းနေရုံးကိုပြည်နယ်ရှင်းနေဦးစီးကရောက်ရှိလာခဲ့ပါတယ်။ သူကရှင်းနေအားလုံးကိုစူးစီးခိုင်းပြီးတော့ရုံထဲကိုဝင်လာချိန်မှာရုံကန်းစတီဘောမှာအိတ်နေတဲ့ချွိုင်ဝမ်ကိုတွေးလိုက်ရပါတယ်။ချွိုင်ဝမ်လည်းအလောင်းကိုရေခွဲဆစ်ဆေးဖို့လိုမှာဖြစ်ကြောင်းပြောနေသလိုရှင်းနေဦးစီးချုပ်ကဘသူနဲ့ရင်ဆိုင်နေရတာလဲဆိုတာပြန်ပြီးတော့တွေးအောင်လို့ချွိုင်ဝမ်ကိုပြောပြနေပါတယ်။ဘတ်ချောင်းကိုပြဿနာသွားရှာတဲ့လူတိုင်းကအကြောင်းမလားတဲ့အကြောင်းပြောနေခဲ့တာပါ။နန်းတောင်မှာဘာဖြစ်နေလဲဆိုတာသိရတဲ့သားနေလို့ပြောတဲ့အခါမှာချွိုင်ဝမ်ကစစ်ကြောရင်မှာလက်လွန်သွားတာဖြစ်နိုင်ကြောင်းပြောတဲ့အခါမှာတော့အဲ့ဒါလဲသူတို့ကိစ္စမဟုတ်ကြောင်းရှင်းနေချုပ်ကပြန်ပြောလိုက်ပါတယ်။ ဂျွိုင်ဝမ်ကဒီကိစ္စပေါက်ကြားသွားရင်ဘယ်လိုလုပ်ကြမလဲလို့ပြောတဲ့အခါအဲ့လောက်ထိစဉ်းစားစရာမလိုကြောင်းရှင်းနေကြုတ်ကပြန်ပြောပြီးပီပီရီကိုင်းတွဲဖြေရှင်းရမယ်လို့ပြောနေခဲ့ပါတယ်။နေစဉ်သတင်းတော့ဆက်ဆောင်ဟာတခြားတယောက်ရဲ့ပြောပြချက်ရနိုင်ရန်တောင်ကတက္ကသိုလ်ကျောင်းသားဘတ်ကျောင်းဟာစေကျော်ရေးမှာတည်ဆုံးမှုသိရှိသွားပြီးသူ့ရဲ့ editor စီကိုဖုန်းဆက်လိုက်ပါတယ်။ထိုင်းမျိုးတက္ကသိုလ်ဆေးရုံမှာတော့ဘတ်ကျောင်းရဲ့မိဘတွေရောက်လာပြီးအလောင်းကိုတောင်မမြင်ခဲ့ရတဲ့အတွက်တဲထန်းစွာငိုကြွေးကြပါတော့တယ်။တောင်ရင်နေစဉ်သတင်းဌာနရဲ့သတင်းနောက်ယွမ်ဆန်ကိုတခြားလှုပ်ဖို့ကိုင်းမတ်တအူးက အခုမှအစားစားနေရလားလို့မေးနေပါတယ်။သူတို့သတင်းစာတိုက်ကထည့်လိုက်တဲ့သတင်းကြောင်1989ခုနှစ်ဇန်နဝါရီလ15ရက်နေ့သတင်းမှာတော့ဖုန်းတွေအများကြီးဝင်လာသလိုရဲတွေလည်းသတင်းစာတိုက်ကိုဝင်ရောက်ပြီးတော့စီးနင်းခဲ့ကြပါတော့တယ်။အဒီတာစီကိုဖုန်းဆက်လာတဲ့ဆက်ဆောင်ကိုတော့သတင်းစာတိုက်ကိုရဲတွေဝင်စီးကဖမ်းဆီးနေကြအောင်တင်တော်မှာရှောင်နေဖို့ပြောကြားနေစင်မှာပဲမန်နေဂျာဖမ်းဆီးခံလိုက်ရပါတော့တယ်။ရဲမှုကံမင်ကတော့ရဲစခန်းမှာအထက်လူကြီးရဲ့ထူထောင်ခံနေရတာပါ။ဘတ်ချောင်းကတော့ဒိုင်းမီတောင်ဝန်ထမ်းဆောင်မှာအခုလိုအမားသေးသေးလေးတွေကလည်း ဖြစ်တတ်တာဖြစ်ကြောင်းကိုထူးချိန်နေခဲ့ပါတယ်။ရဲတုံတယောက်ကတော့အဲ့မဖြစ်စလောက်ကိစ္စလေးတခုဟာအခုတော့ကောင်းပြီးတောက်ရပြီလို့ပတ်ချောင်းကိုပြောနေခဲ့တာပါ။ရဲမှုကံမင်းကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့သမရကအရန်ကိုစိတ်ပူနေတောင်းပြောပြလာပါတယ်။ဌာနပေါင်းစုံဆိုင်ရာသတင်းသာရှင်းလင်းပွဲမှာတော့နှိမ့်ဆက်ခဲ့တာလုံးဝမရှိတောင်းရဲမှုကရှင်းပြတဲ့အခါသတင်းတောက်ကဘတ်ချောင်းကဘလို့တည်ဆုံးရပါလဲလို့ထပ်မေးတာကြောင့်စပွဲကိုလက်နဲ့ပုတ်လိုက်ချိန်မှာလန့်ပြီးတော့လဲကြကာနှလုံးရက်သွားတာဖြစ်ကြောင်းပြောပြပါတယ်။သတင်းတော့ကလည်းအာမန်ပြေတတ်တီးပြေနဲ့ယောက်ျားတစ်ယောက်က ဇပွဲကိုလက်နဲ့ပုတ်တာလန့်ပြီးသေးတယ်ဆိုတော့ဘယ်ဆရာဝန်ရဲ့ဆေးဆစ်ချက်လဲလို့မေးတဲ့အခါရဲမှုကလည်းရောင်ပြီးတော့ဂျန်တယ်ဆေးုံကအိုဝင်ဖြစ်ကြောင်းပြောလိုက်မိတာကြောင့်တရင်သမားတွေကချက်ချင်းပဲဂျန်တယ်ဆေးုံကိုထပြေးကြပါတော့တယ်။အဲတော့ရဲမှုကသူကပြဿနာကိုပိုကြီးအောင်လှုပ်လိုက်ပြီးဖြစ်ကြောင်းပြောပြတောင်းပန်နေပါတယ်။ဂျောင်းဝန်ဆေးုံကတော့ဆရာဝန်ကဗတ်ချောင်းဟာခေါင်းရည်တွေအများကြီးတောက်ပြီးတော့အစုပ်ထဲမှာလည်းရေတွေတွေ့ရကြောင်းကြိုးကြောင်းလေးရှောက်ပြောနေပါတယ်။ထောင်ကွာ89ဇန်နဝါရီလ16ရက်နေ့ဟန်ရန်တက္ကသိုလ်ဆေးုံရှိမှာတော့ ရှင်းနေချွိုင်ဝမ်ကဇာဝန်တွေကိုရင်ခွဲစီမင်းတိုင်းလိုက်နာဆောင်ဖို့နဲ့အသေးမွားကအစအစီခံစားတွေကိုထည့်ပြီးတော့ရေးဖို့ကိုတောင်းဆိုနေခဲ့ပါတယ်အပေါင်းအမတော့ရဲစုံတော်အဖွဲ့ကရဲခွင့်ပြုချက်မရပဲဒါမျိုးလုပ်ခွင့်မရှိတောင်းကိုတားဆီးနေတာကြောင့်သူတို့ကရှင်းနေပါလို့ပြောတဲ့အခါရုံရင်ဆန်ကဖြစ်ပွားခဲ့ကြပါတယ်ဘတ်ကြောင့်ရဲ့အမေဖြစ်သူကအလောင်းကိုခဏတာကြီးဝင်တောင်းနေပေမဲ့ဇပင်ကဆွဲကအပြင်ကိုဆွဲထုတ်ခံနေကြရပါတယ်ရှင်းနေချွိုင်ဝမ်ကတော့ဘာကူမှနားမလဲနိုင်တယ်လို့ငေးကြည့်နေရပါတယ် ကင်းချောင်းနိုင်ရဲ့ဖွဲ့သီးမှတ်တမ်းတစ်ခုနိုင်ငံမှာကတ်ထားပြီးတော့ကြည်ကပတ်ချောင်းဟာစဉ်းစားနေတော့ဖုန်းဝင်လာတာကြောင့်ဖုန်းကင်လိုက်တော့ရှင်းနေချွိုင်းဝမ်ကရင်ခွဲစစ်ဆေးဖို့နှောက်ရှက်နေရကြောင့်ဖြေရှင်းပေးဖို့တောင်းဆိုနေတာပဲဖြစ်ပါတယ်ပတ်ချောင်းကတော့ဌာနအသီးသီးရဲ့ခွင့်ပြုချက်နဲ့ရင်ခွဲစရာမလိုပဲတကြိုရမှသာဖြစ်ကြောင်းကိုပြောပြနေပါတယ်ချွိုင်းဝမ်ကတော့ရင်ခွဲစစ်ဆေးခွင့်ရရှိအတွက်ပတ်ချောင်းရဲ့ဖွဲ့တဲကိုတယောက်တည်းဝင်လာပြီးတော့စာပဲစာတန်းနေနဲ့တတ်သေးထူတဲ့အခါပတ်ချောင်းကသူ့ရဲ့ပြူစောဒီခွေးတွေကိုအားကိုးပြီးတော့ဒီနေရာမှာရှင်းနေရဲ့အသက်ဟာလည်းတန်ဖို့မဲသွားနိုင်ကြောင်း အဲ့ဒီထီကိုချိန်ချောက်ပြောဆိုလာပါတယ်။ဘတ်ချောင်းကချွိုင်ဝမ်ကိုဘာဖြစ်ချင်တာလဲလို့မေးလိုက်တဲ့အခါချွိုင်ဝမ်ကသူလန်းကိုသူလျှောက်ပြီးတော့သူ့လုပ်ကိုသူလုပ်ချင်တာဒါအုပ်သဘောမပေါက်ဘူးလားလို့ဘတ်ချောင်းကိုပြန်ပြောလိုက်တဲ့အခါဘတ်ချောင်းကလည်းဒါဆိုရင်တော့လည်းဆက်ကိုက်နေလိုက်တော့လို့ပြောလိုက်ပါတော့တယ်။ထောင်က68ခုနှစ်ဇန်နဝါရီလ16ရက်ဟန်ရန်တက္ကသိုလ်ဆေးအုပ်မှာဘတ်ချောင်းရဲ့အလောင်းကိုခွဲစိတ်နေပြီးဘတ်ချောင်းရဲ့ဦးလေးဖြစ်သူပတ်ဦးကေးကလာပြီးတော့တောင်းခံဆောင်ဆိုင်နေပါတယ်။စုံတော့လို့လို့ပြူစောဒီလို့လို့ကောင်းလေးခွဲကန်းရှိမှစောင့်နေရကြောင်ချွိုင်ဝမ်ကအိမ်သားထဲမှာ တိတ်တိတ်ပုံစောင့်နေကဆရာဝန်နှစ်ယောက်ကကျမ်းမြေပေါ်မှာရေတွေရှိနေတယ်လို့ရေစလုံးတစ်ခုလည်းရှိနေနိုင်ကြောင်းနဲ့အစိုးရလေအိတ်ထဲမှာရေတွေဝင်နေတာကြောင့်နှလုံးရသေးတယ်ဆိုတာဟာမဖြစ်နိုင်ကြောင်းကိုပြောပြနေပါတယ်။တရင်သမားတွေကအပြင်မှာစောင့်နေကြပြီးတော့အားလုံးကလည်းတရင်သမားတွေကိုရှောင်ထွက်သွားကြပါတယ်။ဘတ်ချောင်းတော့ဟန်ချောင်းနဲ့လီချောင်းကိုထိုးထဲဖို့ကြိုးစားနေပါတယ်။တရင်သားဌာနမှာကတော့နောက်တစ်နေ့ကစပြီးတော့အကြမ်းဖက်မှုကိုဖော်ထုတ်ရက်တန့်စေဖို့နဲ့ရဲခွေးနဲ့ပြူစောတီးတွေကြောင့်ចောင်းသားတယောက်တေဆုံးခဲ့ရပြီဖြစ်တယ်ဆိုပြီးတော့ဒေါသနဲ့ပြောကား စုံစမ်းမှုအဖွဲဖွဲရမယ်လို့အက်ဒီတာကပြောနေခဲ့ပါတယ်။တရင်မအားလုံးကလည်းဂျေနတ်ပြောရွှင်သွားပဲလက်ခံလိုက်ကြပါတော့တယ်။ Professor Dr. Wang ဟာရဲမှုစီကိုလာပြီးတော့ဘတ်ကြောင်တေဆုံးမှုဟာရေထဲနှင်းလိုက်ချိန်မှာအသက်ရှူချက်ကတေဆုံးသွားတာဖြစ်ကြောင်းပြောပြပေမဲ့ရဲခွေးမှုကစကားပြောစင်ချိန်မို့အော်ဟစ်မှန်မဲခဲ့ပါတယ်။ရဲခွေးမှုဟာဒီတရင်ပြန့်နှံ့သွားပါကတနိုင်ငံလုံးအော်အောင်းနှင်းဖြစ်မှာဖြစ်တဲ့တော့တိတ်တိတ်လေးနေဖို့ပြောတဲ့ခါမှာ Professor Wang ကအလောင်းမမကြံနေတဲ့တက်တီကအရန်ကိုထင်ရှားနေကြောင်းပြောတာကြောင့်ရဲခွေးမှုကအလောင်းဟာမီးရှို့မှာဖြစ်ကြောင်းပြောလိုက်ပါတယ်။ ရဲခွေးမှုဟာတက္ကသိုလ်ကျောင်းသားတေဆုံးခြင်းဟာနှလုံးဖောက်တာဖြစ်ကြောင်းမှတ်တမ်းရေးဖို့အာနာသုံးပြီးတော့ပြောလိုက်တာပါပရော်ဖက်ဆာဝမ်ကလည်းမကြေမလည်နဲ့ပြန်သွားခဲ့ပါတယ်ရဲမှုဟာဗတ်ကျောင်းရဲ့အဆုတ်ထဲမှာပင်ပောင်ဘောလုံးရွယ်သွေးခဲတခဲတွေးရှိခဲ့ရသလိုဒီဗီယောကအခန်းရှိနေအောင်ပြန်လဲသတိရလာဖို့အတွက်ပြန်လဲစူးစမ်းချိန်မှာသွေးခဲတွေဟာလည်းလေပင်းနဲ့ရင်ဘတ်ဝိုက်မှာပေါ်လာခဲ့တာဖြစ်ပြီးတော့အနှိမ့်ဆက်ခံရတဲ့လက္ခဏာလုံးဝမရှိတော့ပြောကမီးရှို့လိုက်ပါတော့တယ်ဗတ်ကျောင်းရဲ့အဖေနဲ့အမေကယူမီဝိုင်းဖြစ်နေခဲ့ရပြီး ဘတ်ချောင်းရဲ့ပြာအိုးဆုံးပြာနေရာကိုသတင်းတောက်တွေကလည်းလိုက်နေခဲ့ကဖာခင်ဖြစ်သူမှာပြာတွေကိုကိုင်းနဲ့ပူဆွေးလို့နေခဲ့ပါလေ။ဂျွိုင်ဟွမ်းရုံးကန်းမှာတော့သတင်းတောက်ရုံးကဂျွိုင်ဟွမ်းကိုတွေးခွင်တောင်းနေပြီးတော့လုံချုံရေးဖွဲကတားမိနေတာကြောင့်ဂျွိုင်ဟွမ်းအောက်မှာလည်းခွေးနှကောင်ရှိတာပဲလို့ရေရွတ်ကသူ့ရဲ့ဖိုင်ဘုံကိုယူပြီးတော့အမိုက်ပြန်ဆောင်ပြီးသတင်းတောက်ရုံးလိုချင်တဲ့သတင်းတွေကိုတစ်ဖက်လှည့်နေပေးခဲ့ပါလေ။သတင်းတောက်ရုံးကတော့ဖတ်လို့ကောင်းတဲ့သတင်းပုဒ်ဖြစ်အောင်ရေးဖို့ရေရွတ်ကထွက်သွားခဲ့ပါလေ။နောက်နေ့မနက်သတင်းမှာတော့ ဘတ်ကြောင်ဟာစေကျော်ရေးမှာနှိပ်စက်ခံပြီးတော့တေဆုံးသွားတာဖြစ်ကြောင်းကိုသတင်းဆောင်ပါတစ်ခုပါလာခဲ့ပါလိမ့်။သတင်းကိုဖတ်လိုက်တဲ့ရဲချုပ်ပတ်ချောင်ဟာအင်မတန်မှဒေါသထွက်သွားပါတော့လေ။ထောင်ကွာ89ဇန်နဝါရီလ19စင်ကင်းစေးုံစင်ကင်းပြည်ရာရှိဂုတ်ချန်းကရဲစုံတော်တွေဖြစ်ကြတဲ့ဟန်းချောင်နဲ့လီကျော်ကိုတေလောင်းအောင်နှိပ်စက်စစ်ဆေးမှုနဲ့ဖမ်းဆီးလိုက်ပါတော့လေ။ပတ်ချောင်တို့အဖွဲ့ကလည်းသူ့လူတွေအဖမ်းခံမှုတွေတွားရောက်ကယ်တင်ခဲ့ပေမဲ့ဖမ်းဆီးသွားခဲ့တဲ့ဂုတ်ချန်းနဲ့ထိုးကြိတ်ကြတဲ့ဒီဖြစ်ကြကာ ဘတ်ချောင်းကကိုချန်းကလက်စားနေချိန်မှာသူကကွန်မြူနစ်တွေကိုဖမ်းဖို့စ조사နေသူဖြစ်ကြောင်းကိုပြောနေခဲ့ပါတယ်။ကိုချန်းကလည်းသမရအမိန့်ကိုလွန်ဆန်နေရအမှားကြီးမှားကြီးဖြစ်ကြောင်းဘတ်ချောင်းကိုပြန်ပြောနေပါတယ်။ဘတ်ချောင်းကသူ့ရဲ့ចောင်းသားကွန်မြူနစ်ဖမ်းဆီးရေးကိုနှောက်ယှက်သူမှန်သမျှဟာကွန်မြူနစ်လိုပဲဆက်ဆံခံရမှာဖြစ်ကြောင်းကိုချန်းကိုပြောပြနေပါတယ်။ဘတ်ချောင်းကဟန်ချောင်းကိုအပြစ်ဒဏ်ပေါ်ပေါ်လေးဖြစ်အောင်ချမှတ်စီမှာဖြစ်ပြီးတော့ပေါ်ရောတဲ့အပြစ်ဒဏ်နဲ့ပြန်လာထုတ်ပေးမယ်။မိသားစုလည်းစောင့်ရှောက်ပေးမယ်လို့ပြောကထားခဲ့ပါတယ်။ရောင်တန်းဘူထောင်မှာတော့ထောင်ပိုင်းရန်ပြောင်းဟာ ဒေါင်အေနေ့စဉ်သတင်းစာကလီဘူရောင်းတဲ့စာအုပ်ချင်းလဲယူလိုက်ပါတယ်။ရန်ပြောင်းဟာစစ်ခွေးတွေဖမ်းဆီးနေကြားကနေစာအုပ်ကိုရောင်းသေးလာပြီးတော့အိမ်မှာအမားဖြစ်နေတဲ့စကားခဏပြောနေပါတယ်။နောက်တော့ရန်ပြောင်းဟာအခန်းထဲမှာရေဒီယိုကလာတဲ့သတင်းကိုကက်ဆက်အစုပ်တစ်လုံးနဲ့ဖမ်းယူဖို့စ조사နဲ့တူမဖြစ်သူယွန်ဟီကိုနကြက်ကက်ဆက်လေးတစ်လုံးလက်ဆောင်ဝယ်ပေးခဲ့ပါတယ်။နောက်တော့ရန်ပြောင်းဟာထောင်ထဲကယူလာတဲ့စာအုပ်ကိုတန်ရာကိုသွားပေးဖို့ယွန်ဟီကိုအကူအညီတောင်းနေခဲ့ပါတယ်။မျိုးနယ်ဖျားကြောင်တချောင်းမှာတော့တင်းအောင်ဆရာဟန်ဟာတစုံတယောက်နဲ့စကားပြောနေပြီးတော့ ပရိုဒီမိုကရေစီခေါင်းဆောင်ကင်ချောင်နိုင်ကတော့ခြံလုံသွားပုံစံနဲ့ဘန်းဆိုင်မြေတူးလုံရင်ဘတ်ချောင်းတေဆုံးမှုကိုအမှုမှန်ပေါ်စီခြင်းကြောင့်နဲ့တရားခံရဲခွေးတွေကိုအေးအေးယူဖို့အကြောင်းကိုဖာသာဟန်ကိုစကားပြောနေပါလေဖာသာဟန်ကထောင်လုံးကျုံ၏ခေါင်းဆောင်တော်မှချင်းချောက်ခံရတယ်လို့ပြောတဲ့အခါကင်ချောင်နိုင်ကတော့ဘတ်ချောင်းတေဆုံးမှာပါဝင်ပတ်သက်နေတဲ့ရဲရာရှိတွေဖုံးပြီးပေးနေသူတွေရဲ့နာမည်ယာတုနဲ့နေရာလိပ်စာတွေပါမကျန်ရရှိဖို့လိုအပ်ကြောင်းပြောပြနေပါတယ်ကင်ချောင်နိုင်ကသူတို့မှာလက်နက်ဆိုလို့အမှန်တရားတစ်ခုသာရှိတာကြောင့် ဒီမန်တရားလက်နက်နဲ့တိုက်ခိုက်ပြီးမှသာဒီနိုင်ငံကြီးစနစ်စုပ်ကြီးကိုအမြင့်ပြတ်တွန်းလှန်နိုင်မှာဖြစ်ကြောင်းဖာသာဟန့်ကိုပြောပြနေပါတယ်။မန်ဆာကမှာပဲသူတို့ပြောနေတဲ့နေရာကိုယုံဟီကရောက်လာပြီးတော့ကင်းချောင်းနိုင်ကိုဦးလေးရန်ပြောင်းပေးခန့်လိုက်တဲ့စာအုပ်ကိုပေးလိုက်ပါတယ်။ရောင်နှန်းမှုထောင်မှာလုံချိုကြီးကောင်းဆောင်အန်ခဲချန်းရောက်လာပြီးတော့လီချောင်းရဲ့မိဘတွေကထောင်ဝင်စာလာတွေ့နေပြီးလီချောင်းကသူ့အမတရားဆွဆွဲခံရတာဖြစ်ကြောင်းနဲ့တတ်တဲ့သူထဲမှာသူမပါပဲသူဟာခြေောက်နှစ်ဖက်ကိုသာချုပ်ပေးထားတာဖြစ်ကြောင်းမိဘနှစ်ပါးကိုပြောပြနေပါတယ်။ လုံလုံကောင်းဆောင်အန်ကဲချန်းကတော့လီချောင်းပြောပြသမျှကိုစာနဲ့ရေးပြီးတော့လိုက်မှတ်နေခဲ့ပါတယ်။အဲဒီမှာလီချောင်းနဲ့ဟန်ချောင်းကိုစောင့်ကြည့်နေရဲခွေးတွေကလီချောင်းကိုအမြန်ဆွဲသွင်းသွားကြသလိုမိဘတွေကိုလည်းပြန်ဆွဲထုတ်သွားကြပါတော့တယ်။အန်ကဲချန်းရေးမှတ်ထားတဲ့စာအုပ်တွေကိုတော့ရဲခွေးတယောက်ကဆွဲဖျဲသွားခဲ့ပြီးနောက်တစ်ခါဒါမျိုးတွေလိုက်မှတ်နေထောင်ကိုဖောက်ခွဲပြစ်မယ်လို့ကြိမ်းဝါသွားပါတယ်။အန်ကဲချန်းကသူရေးမှတ်ထားတဲ့စာဝဲစာတွေကိုပြန်ပြီးတော့ဆက်နေတော့ဖုန်းဝင်လာပြီးတော့ဂျင်းသားတယောက်ကတွေးခွင်တောင်းနေကြောင်းပြောတာကြောင့်သွားပြီးတော့တွေးဆောင်ခဲ့ပါတယ်။ ရဲခွေတွေအနှိမ့်ဆက်မှုကြောင့်ပြောမှာဆိုရင်တာတော့အလုံးချင်းရှော့ပေါလိုက်တာလားလို့မေးတဲ့အခါထောင်အုပ်ချုပ်ရင်းနဲ့မသက်ဆိုင်တဲ့အကြောင်းပြချက်နဲ့အရေးယူခံခဲ့ရတာဖြစ်ကြောင်းပြောပြနေပါလေ။ညင်ပန်းနှိမ့်ဆက်တပ်ဖြတ်မှုနောက်ွယ်မှာအရာရှိကြီးကြီးတယောက်ကပါဝင်ပတ်သက်နေတာကိုသိရှိခဲ့ရကြောင်းပြောပြနေပါလေ။ထောင်ထဲကတရင်အပြင်ကိုပေါက်ချလို့မရအောင်ပြောကထားထွက်သွားတဲ့အန်ကဲချန်းကိုအချင်းသားကအမှန်တရားကိုထောင်ထဲမှာပိတ်ထားလို့မရအောင်အော်ပြောလိုက်ပါလေ။အန်ကဲကသူ့တောင်းကထောင်ထဲမှာအချင်းသားတွေကိုစောင်းရှောက်ဖို့သာဖြစ်ကြောင်းပြောပြလာပါလေ။ မတ်လ3ရက်နေ့1989ခုနှစ်ဇိုးမျိုးရဲ့ AM မြို့နယ်မှာယွန်ဟီဟာတငယ်ချင်းဖြစ်သူနဲ့ချိန်းနာအောင်ရောက်လာခဲ့ပါတယ်။အဲဒီချိန်မှာပဲဆန္ဒပြចောင်းသားအဖွဲ့ကလည်းအာနာရှင်ဦးမြဆန်းကျင်ကြဆိုရဲကြွေးကြော်တန်တဲ့သူဘတ်ကြောင်ချောတေဆုံးမှုစာရွက်တွေကိုဝေကာချီတက်နေခဲ့ကြပါတယ်။မကြာခင်မှာပဲသတင်းရထားတဲ့ရဲခွေးတွေကရောက်လာပြီးတော့မျက်ရည်ဘုံနေနဲ့စာတင်ပစ်ကတ်ကနံပါတ်ဒုတ်တွေနဲ့ရိုက်ပြီးတော့ဆန္ဒပြចောင်းသားတွေကိုအကြမ်းဖက်နှိမ်နှင်းပါတော့တယ်။ယွန်ဟီဟာလည်းချော်လဲထွက်ပြေးနေရဲခွေးဆွဲခံလိုက်ရပါတယ်။ အဲ့ဒီရဲခွေးကိုဟန်ယောကနောက်ကနေဝင်ရောက်ရိုက်နှက်ပြီးတော့ယုံဟီးကိုကဲတင်သွားခဲ့ပါလေလမ်းကျိုလမ်းကြားတွေထဲမှာပြေးလွှားနေယုံဟီးကလဲကြနေတဲ့စိတ်ခွေးတကောင်ခေါင်းကိုစောင့်နေငါပြန်လဲထွက်ပြေးလာခဲ့ပါလေတနေရာရောက်မှာတော့ဖနက်ဆိုင်တဆိုင်ကအန်ဒီတယောက်ကသူတို့နှစ်ယောက်ကိုဆိုင်နဲ့ဆွဲသွင်းပြီးတော့ကဲတင်လိုက်ပါလေဟန်ယောကဖနက်တစ်ဖက်ကြွကြံခဲ့တာကြောင့်ဆိုင်ရှင်ကဖနက်တရံထိုးရောက်တဲ့အခါဟန်ယောကသူ့မှာပတ်စံမပါတော့ပြောတာကြောင့်ယုံဟီးကသူ့မှာပါတယ်လို့ပြောကပတ်စံထုတ်ပေးလိုက်ပါလေထောင်ထဲမှာတော့အလုံသမားဝင်ထွက်စီးရင်တွေကိုရေးမှတ်နေတဲ့ရန်ပြောင်းကို ထောင်ထဲမှာစာရင်းနဲ့ဘောပြေမကင်မှုပြူစောဒီတကောင်ကအမိန်ပေးလိုက်ပါလေ။စုံသန်းစစ်စေးအဖွဲကပြူစောဒီဖြစ်တဲ့ဟန်ချောင်းကိုစစ်ဆေးနေပြီးဘာအတွက်လက်ထက်ရမတွေ့ရသေးပဲတေဆုံးသွားသေးလဲလို့မေးနေတယ်လို့တခါဖြစ်ရင်ဖြေမျိုးထွက်နေရအတွက်ဖြေရှင်းကြတောင်းနေပါလေ။ဟန်ချောင်းနဲ့စစ်ကြောရေးဆိုတာအနေနဲ့များဒါမျိုးရွက်ဖြစ်ကြောင်းမလေးမစားပြန်ဖြေနေပြီးတော့ဆွဲချက်ကမပြောင်းတော့ဘူးလားလို့ပြန်ပြီးတဲ့အခါအမှုစစ်ကဆွဲချက်ပြောင်းမှုထက်အနည်းဆုံး15နှစ်နေဖို့သာပြင်ထားလို့ပြောလိုက်ပါတယ်။ဟန်ချောင်းကဘတ်ချောင်းကိုမတတ်ခဲ့ချောင်းနဲ့ တတ်တဲ့သူဟာတခြားတယောက်ဖြစ်ကြောင်းပြောနေချိန်မှာပဲအမှုစစ်ကလည်းရေးမှတ်ဖို့စ조사နေပါတယ်။အဲဒီချိန်မှာပဲဟန်ကြောင်းတို့နှစ်ယောက်ကိုမျက်ချင်မပြတ်စောင့်ကြည့်နားထောင်နေပြူစောထီးတွေရောက်လာပြန်ပြီးအမှုစစ်ကိုဆွဲထုတ်ကဟန်ကြောင်းလည်းအထဲကိုပြန်ခေါ်သွားခဲ့ပြန်ပါတယ်။စာအုပ်မှတ်တမ်းတွေကိုလည်းတင်စီသွားခဲ့တာပါ။ဟန်ကြောင်းတို့ပတ်ဆောင်ကိုဂရီတီဖို့အတွက်ပြူစောထီးခေါင်းဆောင်ကိုမှားလိုက်ပါတယ်။ဟန်ကြောင်းကသူတတ်ခဲ့တာမဟုတ်ကြောင်းနဲ့တကယ်တတ်ခဲ့တဲ့သူတွေကဟွန်ကြောင်းနဲ့ဗန်ကန်တို့ဖွဲ့စာဖြစ်ကြောင်းပြောတာကြောင့်ဟွန်ကြောင်းကဘာတွေပြောနေရလဲနဲ့ဟန်ကြောင်းကလည်းမင်းတို့ကတော့လူကောင်းတွေပို့ဆွဲစကားကြား ပြဿနာကထွာလာနေပါတယ်။ဒါတွေအားလုံးတော့ထောင်တွင်းလုံခြုံရေးကောင်းဆောင်အန်ကဲကမှတ်ကြားသိမြင်နေခဲ့ပါတယ်။အိုလံပီယာဟိုတယ်ရဲ့ခန်းမတစ်ခုထဲမှာတော့ပတ်ချောင်ဟာအထက်လူကြီးတွေနဲ့တွေ့ဆုံမှုရောက်လာနေပြီးတော့ရဲခွေးမှုချုပ်ကဒီဆန္ဒပြပွဲတွေကရွေးကောက်ပွဲကျင်းပမှုကိုမကျေနပ်တာကြောင့်ဖြစ်ပေါ်လာနေကြတာဖြစ်ပြီးတက္ကသိုလ်ဘောင်းဆောင်ကနိုင်ငံအဖွဲ့အစည်းအားလုံးနဲ့ခေါင်းဆောင်တွေရဲ့နာမည်ရှင်းကိုလိုအပ်ကြောင်းနောက်ထပ်24နာရီအတွင်းဘာတစ်ခုမှဖြစ်မလာစေဖို့အသင့်အနေထားနဲ့ကန့်သတ်ထားဖို့ပြောကြားနေပါတယ်။သူခန်းထဲကိုထားထွက်သွားတဲ့ ရဲခွေးမှုနောက်ကိုပတ်ချောင်းလိုက်သွားတဲ့အခါရဲခွေးမှုကထောင်ထဲမှာပြဿနာတက်ခဲ့သလားလို့မေးတာကြောင့်ဟန်ချောင်းကသူ့ရဲ့အမှုကိုပေါ်ဆမှုဖြစ်ပြောင်းလဲပေးဖို့ပြောကြားနေတာကြောင့်ဖြစ်ကြောင်းပြန်ပြောနေပါတယ်။ရဲခွေးမှုချုပ်ကတော့ပြဿနာတစ်ခုမပြီးပဲနောက်တစ်ခုပေါ်လာကြောင်းပြောကာဘတ်ချောင်းရဲ့အောင်မေသရိယာပွဲလုံးမဲ့တရင်ကိုထုတ်ပြလာပါတယ်။ရဲခွေးမှုချုပ်ကတမနာကြီးဟာရန်ကိုစိတ်ပူနေပြီးဒါရီအောင်လို့ဖြေရှင်းပေးဖို့ပတ်ချောင်းမှသာတာဝန်ရှိကြောင်းပြောကာထွက်သွားပါတော့တယ်။ရဲခွေးမှုချုပ်ကဟန်ချောင်းနဲ့လီပြောင်းကိုတကယ်ရော်ကြီးပေးပြီးတော့ထောင်ထဲမှာ၁၀နှစ်နေဖို့စေခိုင်းလိုက်ပါတယ်။ လီပြောင်းကလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့မယ်ဟန်ချောင်းကတော့မချေမနှက်ပဲဖြစ်နေခဲ့ပါတယ်ဟန်ချောင်းကလာကူနာနဲ့သူအပြင်ထွက်ချင်းချောင်းကိုပြောလာခဲ့ပါတယ်ပတ်ချောင်းလည်းတမနာအလွဲပြောင်းရဲ့လူငယ်ချမ်းသာကွင်းမှာပအောင်လုံပေးမယ်လို့ဂရီပေးတဲ့အခါဟန်ချောင်းကနောက်တစ်နှစ်ထိမဆောင်နိုင်ချောင်းကိုပြောကြားခဲ့ပါတယ်ဟန်ချောင်းကသူတို့ကမျိုးချေပြူစောထီးတွေတလားလို့မေးပြီးတော့ကိုလူမျိုးချင်းရိုင်းနှက်နှိပ်စက်ခဲ့ရတဲ့နာချင်းအော်ဟစ်တန်တွေဟာစိတ်ထဲမှာစွဲကြံရက်ကတိတ်ဆိတ်နေတဲ့အခန်းထဲမှာအမြဲတမ်းလူလိုပြန်ချားရောင်နေရချောင်းကိုပြောပြလာပါတယ် ။ဘာမျိုးချင်းစိတ်ဓာတ်လဲလို့မေးတာကြောင့်ပတ်ချောင်းဘေးမှာတောင်းဝန်ကြနေတဲ့အန်ကဲရဲ့ခါကတနတ်ကိုလူယူပြီးတော့ဟန်ချောင်းကိုချိန်တဲ့အခါဟန်ချောင်းကပစ်လိုက်ဖို့ပြောပေမဲ့ပတ်ချောင်းကဟန်ချောင်းရဲ့သားသမီးမိန်းမတွေနဲ့အကြက်ကိုင်ကမျိုးချေလားတိစပောက်လားလို့မေးတာကြောင့်ဟန်ချောင်းကမျိုးချေဖြစ်နေလက်ခံလိုက်ရပါလိမ့်။အန်ကဲကထောင်စည်းကမ်းအရထောင်သားကိုကိုထီးလိုက်အောင်မကျူးလွန်ရအောင်ပြောတဲ့အတွက်အစောပိုင်းကသူ့ကိုတားဆီးထားတဲ့ပြူစောတီးတွေကအန်ကဲကိုထိုးနှက်ကံကြောင်နှိပ်စက်ကြပါတော့တယ်။ပြူစောတီးခေါင်းဆောင်တော့တောင်းဝန်လေးစားတဲ့အတွက်ပေါ့ဆူးလို့ပြောပြီး ်အန်ကဲကိုပတ်စာနေနဲ့ပစ်ပေါက်ခဲ့ပါတယ်တက္ကသိုလ်ကျောင်းမဟုတ်ဒီမှာတော့ဆေခွေးတွေအားကျောင်းသားတွေကိုဆေးဆေးကြီးမှကျောင်းထဲဝင်ခွင့်ပေးနေကြပါတယ်ယုံကြီးကတငယ်ချင်းဖြစ်သူနဲ့လမ်းလျှောက်လာရင်လည်းဖနက်ဝဲပေးလိုက်တဲ့တပိန့်ပေါင်ကျောင်းသားအကြောင်းကိုပြောပြနေပါတယ်အဲဒီအချိန်မှာပဲဟန်ယောကလည်းရုပ်ရှင်အဖွဲကကာတွန်းကားပြမှမလို့လာအောင်ကြည့်ရှုကြဖို့ကြောင်သားစာအုပ်တွေလိုက်ပြီးတော့ဝေးနေပါတယ်ယုံဟောကသူတို့ရှိကကိုရောက်လာပြီးတော့မမှတ်မိသလိုနဲ့ကျောင်းသူတစ်တွေလားလို့မေးနေတယ်လို့ယုံကြီးရဲ့တငယ်ချင်းကလည်းဖနက်ကလေးကလှတဲ့ဈေးကြီးလားလို့မေးတော့ ဟန်ယောကဈေးပေါ်ကြောင်ပြောတာကာတွန်းကားလာကြည့်လို့ပြောရင်းနဲ့ထွက်သွားခဲ့ပါလေရုပ်ရှင်ပြခန်းနဲ့ရောက်တဲ့အခါကာတွန်းကားပြနေရမဟုတ်ပဲဟွန်ဂျူမျိုးဆန္ဒပြပွဲအကြမ်းဖက်နှိမ်နှင်းမှုတတ်တဲ့အခွေကိုဖွင့်ပြခဲ့တာကြောင့်ယုံကြီးရအဆုံးထိမကြည့်နိုင်တော့ပဲငိုယိုကထွက်ပြေးသွားပါတော့လေဟန်ယောကနောက်ကလိုက်လာပြီးတော့သူလဲစားကြည့်တော့ကအဆုံးထိမကြည့်နိုင်ခဲ့ကြောင်းယုံကြီးကိုနှစ်သိမ့်ပြောပြနေပါလေယုံကြီးကတော့သူတို့ကိုဘာကြောင့်ဒီလိုဖြစ်စေချင်တာလဲလက်နက်ကင်ထားတဲ့စစ်ခွေးနဲ့အပြိုင်ဖက်ကိုက်စေချင်နေရလားလို့မေးကငိုယိုကပြေးထွက်သွားခဲ့ပါလေ။ ဘတ်ချောင်းဟာကန်ချောင်းနဲ့အကြောင်းမေးတဲ့အခါမှာလူလက်ထောက်ကသူတို့လောက်မှာသရှိုးနှဆက်နှစ်ယောက်ရှိပြီမဲ့ကန်ချောင်းနဲ့ဘယ်နေရာမှာပုံအောင်နေမှန်းမသိရကြောင်းပြောနေတော့ဖုန်းဝင်လာတဲ့အတွက်ရဲခွေးမှုချုပ်ကမိန်ကုံးပြောမှာကြောင့် TV ကိုဖွင့်ကြည့်ဖို့နဲ့ကန်ချောင်းနိုင်ကိုအမြန်ဆုံးဖမ်းဆီးရမယ်လို့အမိန့်ရှိလာကြောင်းပြောလာခဲ့ပါတယ်။တမနာဒါရရွေးကောက်ပွဲကျင်းပဖို့နဲ့သူအာနာဆက်လက်တည်တံ့မှုအရေးသာပြောနေတာကြောင့်ပြည်သူတွေရောသတင်းဌာနတွေကပါပေါက်ကွဲနေခဲ့ကြပါပြီ။ចောင်းသားအဖွဲ့ကလည်းဒီခွေးဦးကြီးကနောက်ထပ်9နှစ်မကမျိုးစားတစ်ခုစား ုပ်ချုပ်ချင်းနေတာဖြစ်ကြောင်းပြောကသူတို့ရဲ့တော်လှန်ရေးကိုအရှိန်မြင့်ဖို့စ조사စီစဉ်နေကြပါလိမ့်။ဘုံเจ้าမှာထမင်းချက်နဲ့ကန်းချောင်းတိုင်းကလည်းလူလုံးထွက်ပြဖို့လိုအပ်နေတဲ့အကြောင်းပြောတဲ့အခါဘုံတော်ကြီးကတားဆီးထားခဲ့ပါလိမ့်။ခွေရဲ့ကျုပ်ပတ်ချောင်းကတော့သူ့ရဲ့လက်သက်မွေးပြူစောထီးတွေကိုတမနာအင်ရှိမှဆန္ဒပြနေတဲ့တပုံကွန်မြူနစ်တွေကိုအသေးတတ်ဖို့အမိန်ပေးလိုက်ပါတော့တယ်။ထောင်ထဲမှာတော့နိုင်ငံရေးကျင်းသား၄၈၄ကိုထောင်လုံးကျော်ရင်မှုအန်ကဲကခေါ်ယူတွေ့ဆုံပြီးတော့သူရေးမှတ်ထားတဲ့ထွက်ဆိုချက်စာရွက်တွေနဲ့သူစာရွက်အလွတ်တွေနဲ့ပေါ်ပင်တစ်ချောင်းပေးကာ သူကူညီနိုင်တာကတော့တလောက်ပဲဖြစ်ကြောင်းပြောပြလိုက်ပါလေရံပြောင်းကလည်းမနှက်ဖြန်မနှက်နောက်ဆုံးပေးရမှာဖြစ်ကြောင်းသတိပေးလိုက်ပါတော့တယ်နောက်တနေ့မနှက်မှာတော့ရံပြောင်းကစားရတွေကိုယူကအလွန်ထူတတ်တဲ့စေစေးတွေကိုဖျက်ကျော်ပြီးတော့ကင်းချောင်းဟန်ခိုးအောင်ရနေရာကိုရောက်လာခဲ့ပါတယ်ဖျားချောင်းကိုရောက်တဲ့အခါမှာလည်းကင်းချောင်းနဲ့ပုံအောင်နေရဖျားချောင်းဟာတရင်ပေါက်ကြားသွားတာကြောင့်ပြူစောဒီတွေကနေရာအနှက်မှာရောက်ရှိနေကြပြီးရံပြောင်းဟာကင်းချောင်းနဲ့တွေ့ခွင့်မရဘဲပြန်သွားခဲ့ရပါတယ်ရံပြောင်းကိုထောင်ဦးမှန်းတိတဲ့ပြူစောဒီတယောက်ကကင်းချောင်းနဲ့ တရင်ရရပုံเจ้าမှာအမှတ်တမဲ့တွေးလိုက်တာကြောင့်အနေငယ်တွေးဝေးသွားပါလေအနိုင်ရလို့ရောက်လာတဲ့ရဲခွေးလောက်ခံပြူစောထီးတွေကကင်းချောင်းတိုင်းကိုတွေးလိုက်တာကြောင့်အသေးအတန်ဝိုင်းဝန်းဖန်းစီခဲ့ပြီမဲ့ကင်းချောင်းတိုင်းကထွက်ပြေးလွတ်မြောက်သွားခဲ့ပါလေကင်းချောင်းတိုင်းကတော့ဘုံကြီးချောင်းတွေကဘုံကြီးတွေနဲ့ရောထွေးကရှောင်းထွက်သွားခဲ့ရမှာသပင်အထုကပြုတ်ကျကျန်နေခဲ့တာကြောင့်ဘုံကြီးတစ်ပါးကကောက်ယူဖွက်သွားပြီးခဲ့ရပါလေရဲခွေးတို့ပတ်ချောင်းကတော့ကင်းချောင်းတိုင်းကိုလက်မတင်လေးလွတ်သွားခဲ့တဲ့အတွက်ဒေါသထွက်ကလက်သက်မွေးပြူစောထီးတွေကိုဆုံးမနေပါလေ ။ရန်မြောင်ကတော့ကန်ချောင်တန်းကိုစိတ်ပူနေပြီးတော့အမျိုးသမီးတယောက်စီကိုဖုန်းဆက်နေတာကိုယုံဟီးကနားထောင်နေပါတယ်။တပတ်ကအမျိုးသမီးကလည်းအခုလက်ထဲမှာရှိနေတဲ့စာကိုအချိန်မီပို့မှသာရမှာဖြစ်ကြောင်းနဲ့စာပို့ခိုမရှိပါကနိုင်ငံရေးအခြေအနေကပြောင်းပြန်ပြောင်းလဲသွားနိုင်ကြောင်းကိုပြောကြားနေပါတယ်။ကန်ချောင်တန်းဟာဟုံးရင်ဖျားเจ้าမှာအန်နေကင်းသွားရှိနေပြီးတော့ရန်ပြောင်းရဲ့မျက်နှာနဲ့သွားဖို့မဖြစ်နိုင်တော့ကြောင်းတဖက်ကမျိုးမီးကပြောပြနေပါတယ်။ရန်ပြောင်းကတူတူမဖြစ်သူယွန်ဟီးကိုဒီတစ်ခါနောက်ဆုံးအနေနဲ့ကူညီဖို့ပြောကာစာရွက်တွေပါတဲ့မဂ္ဂဇင်းကိုထိုးပေးနေပါတယ်။ ။ရိုးရင်းကလည်းမကူညီနိုင်တော့ကြောင်းပြောကာရုံပြောင်းဝယ်ပေးထားတဲ့နှစ်ချက်ကက်ဆက်ကိုပြန်ပေးနေတဲ့ဒူဝိန်းနှစ်ယောက်အချင်းများနေကြပါလိမ့်။ညာပိုင်းရောက်တဲ့အခါမှာတော့ယွန်ဟီတို့ယွန်ပြောင်းတို့ရဲ့ဆိုင်ထဲကိုနေလေကင်းကမျက်နှာချင်းဆိုင်စုံခဲ့တဲ့ပြူစောထီးတွေရောက်လာပြီးတော့ယွန်ပြောင်းကိုခွေးရဲကျုပ်စီကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါလိမ့်။ရဲခွေးကျုံပတ်ချောင်းကနိုင်ငံမှာကတ်ထားတဲ့ကင်းချောင်းနဲ့အဆက်သွဲတွေကိုပြကာအစိုးရဖွဲ့ကိုအောက်ခြေကလိုက်စားသူတွေဖြစ်ကြောင်းပြောပြီးတော့ကင်းချောင်းနဲ့ရှိနေတဲ့နေရာကိုနှီးမျိုးစုံနဲ့နှိပ်ဆက်ပြီးတော့မေးပါတော့တယ်။နောက်တော့ပြူစောထီးလက်ထောက်ဝန်ချောင်းက ဟွန်ပြောင်းကိုအချုပ်ခန်းထဲထည့်လိုက်ပြီးတော့ထောင်မှုနေရာမဲ့အခန်းသစ်လိုပြောလိုက်ပါတော့တယ်။ယောင်ကြီးကတော့ဦးလေးဖြစ်သူကိုသတိရနေပြီးတော့ဆိုင်ဖွင့်မှုလုပ်နေတော့ဟန်ယောကရောက်လာကသူ့ဖွဲ့တဲ့ဝင်မှုနဲ့ဘတ်ကျောင်းရဲ့အောင်းမိပွဲအခန်းထောင်ကိုလာခဲ့ဖို့ပြောနေပါလေ။ယောင်ကြီးကတော့ဆန္ဒပြပွဲပါမာလာလူရန်ဟောကိုမေးပြီးမိသားစုခံစားချက်တွေကိုထည့်မတွက်တဲ့တကူကောင်းသမားတွေလိုဆွဆွဲလိုက်ပါလေ။ဟန်ယောပြန်သွားတဲ့အခါယောင်ကြီးကဂျိန်နာစာရွက်ကိုတွားယူကြည့်လိုက်တော့သူမရဲခွေးကိုတတ်နေနေတဲ့ပုံကိုကာတွန်းနဲ့ဆွဲထားပြီးနောက်မှာတော့ဟန်ယောရဲ့ပုံနဲ့ ဟန်ယောရဲ့ဖုန်းနံပါတ်ကိုတွေ့လိုက်ရတာကြောင့် PD ဖြစ်သွားခဲ့ပါလိမ့်ကျော်နာစာအုပ်ကိုတိမ့်ဖို့သွားတဲ့ယုံကြီးကဦးလေးဖြစ်သူပေးခိုင်းတဲ့မဂဒင်းစာအုပ်ကိုသွားပြန်တွေ့ပြီးကင်းချောင်းတိုင်းဖုန်းနဲ့လိပ်စာကိုပါတွေ့လိုက်ရပါလိမ့်အမေဖြစ်သူကလည်းယုံပြောင်းကိုစစ်ကြောကြီးကဖမ်းသွားတာဖြစ်ပြီးတပ်ပစ်ဖို့တေးတာကြောင့်ဖုန်းလန်းဆက်နေပါလိမ့်ယုံပြောင်းကိုခုနှစ်ရက်တိတိနှီးမျိုးစုံနှိပ်ဆက်ပေမဲ့ကင်းချောင်းတိုင်းကျောင်းတခိုးမှထွက်မလာခဲ့တာကြောင့်ပြူစောဒီခေါင်းဆောင်နဲ့အကျန်အိုက်နေပြီးရဲခွေးချုပ်ကယုံပြောင်းရဲ့ဝန်ထမ်းဖိုင်ကိုတောင်းကြည့်နေပါလိမ့် ဇေယုံအောက်ဘက်မှာတော့ယုံပြောင်းတဲ့ပတ်သက်သူတွေနဲ့လုံခြုံရေးတွေဟာယုံရင်ဆက်ကတ်တွေဖြစ်နေကြပြီးရဲခွေးတကောင်ကတွန်းလိုက်တာကြောင့်ဝိုင်ကြီးအမေကလဲကြသွားပါလေဝိုင်ကြီးကရဲခွေးကိုဘာတောင်မလို့တော့လောက်တာလေနိုင်ငံတော်ရဲ့အမိုက်တွေဘာညာနဲ့ပြောနေချိန်မှာပဲပြူစောတိတွေရောက်လာပြီးတော့လူစုခွဲကယွမ်ကြီးကိုလည်းလုံပိတ်ကားနဲ့ဖမ်းဆီးခေါ်ဆောင်ကမြို့နယ်ဝေးရမှာကန်ချထားခဲ့ပါလေယွမ်ကြီးကဟန်ယောကိုဖုန်းဆက်ခေါ်ဆောင်ပြီးတော့သူ့မှာဖဏ္ဍတောင်မရှိတော့ကြောင်းပြောနေချိန်မှာလူစုလူဝေးပွဲမှန်သမျှတရားဝင်မှုကြောင်းနောက်နောက်စူညံလို့ပါကစစ်တပ်ရဲ့တနတ်ဆိုတာဟာ မိုးပေါ်ကိုထောင်ပေါက်ပြစ်ချောင်းမဟုတ်ကြောင်းစစ်တပ်ကတော့ခေါင်းဥသာတဲတဲ့ပြစ်မှာဖြစ်ကြောင်းခွေးစကားတွေကိုခွေးလို့ပြောကရေဒီယိုတီဗီကနေချင်းချောင်းနေပါတော့တယ်မကြခင်ပါပဲဟန်ယုံဟာသူနဲ့စင်သူဖက်တရန်ကိုဝယ်ပြီးတော့ယုံကြီးရှိအားစီကိုရောက်လာခဲ့ပါတယ်စစ်ခွေးတွေရဲ့စစ်ကြောရေးစခန်းမှာချင်းလီတာဆိုးွားနေပြီးတော့တက္ကသိုလ်ကျောင်းသူလေးတွေကိုလည်းစစ်ခွေးထီးတွေကအခန်းထဲမှာထည့်ပိတ်ကာစစ်ကြောမေးမြန်းနေကြပါတယ်ရွံပြောင်းကိုတော့ဖြူစောတီနဲ့စစ်ခွေးတွေကခြေမောင်းရေလောင်းပြီးရှော့တိုက်မေးမြန်းနေတဲ့အဆင့်ထိရောက်ရှိနေပေမဲ့ ဂျုံမြောင်းရဲ့နှုတ်ကတော့ကင်းချောင်းတန်းအကြောင်းတခွမှဟမလာပဲရှိနေခဲ့ပါတယ်။ဂျုံကြီးကတော့အိမ်ကိုပြန်အောင်ချင်းပါပဲဘုရားကျောင်းကိုသွားပြီးတော့ကင်းချောင်းတန်းကိုဦးလေးယုံပြောင်းပေးခိုင်းလိုက်တဲ့စာကူသွားပြီးတော့ပြီးခဲ့ပါတယ်။ကင်းချောင်းတန်းအသိဆုံးဆရာဟန်ကိုထောင်ထဲကပြီးတဲ့စာကူသွားပြီးလိုက်ပါတယ်။တရင်အနှံရတဲ့ခွေးရဲကျုပ်ဟာပြူစောရီနဲ့အတူတူကင်းချောင်းတန်းပုံအောင်နေရာကိုကိုယ်တိုင်ကိုယ်ကျရောက်ရှိလာကြချိန်မှာတင်းအောင်ဆရာဟန်ကစာကူယူကရှောင်းတိန်သွားခဲ့ပြီဖြစ်ပါတယ်။ကင်းချောင်းတန်းကဘုရားကျောင်းပေါ်တက်ကိုတက်ပြေးသွားပြီးတော့ ဇေကွေးတွေကတော့ဖားသားမဆောင်ဖားမဆောင်ရိုက်နဲ့နှိပ်ဆက်ကကင်းချောင်းနိုင်အကြောင်းကိုမေးမြန်းနေပါလေကင်းချောင်းနိုင်ကပရင်းပေါက်ကကြော်ထွက်ပြီးတော့အပြင်ဘက်ရေပိုက်ကိုခိုးတက်နေချိန်မှာပြုတ်ကျသွားတာကြောင့်ခြေထောက်နာသွားခဲ့ပါလေဖားသားဟန်ကတော့ထောင်ထဲကစားတန်းကိုအာနာသိန်းခံခြင်း9နှစ်ပြည့်နဲ့ဘတ်ချောင်းတည်ဆောင်းခြင်းအထိမ့်မဲ့ပွဲအတွက်ကျင်းပနေတဲ့ဘုရားကျောင်းမှာဖားသားတင်းအောင်စရာကက်သလစ်ဘုန်းတော်ကြီးများတရားမျှတမှုခေါင်းဆောင်ကင်းဆောင်ဟွန်းထံကိုပေးအပ်ဖတ်ကြားစေခဲ့ပါလေကင်းဆောင်ကဘတ်ချောင်းဟာနှလုံးရက်သေးရတာမဟုတ်ဘဲ ြူစောတီစစ်ခွေးစုံတော့တွေဖြစ်ကြတယ်ကွန်မြူနစ်ចောင်းသားစန်းကျင်အဖွဲ့ဝင်တွေဖြစ်တဲ့ဟန်ချောင်းလီချောင်းဟွန်ချောင်းဘန်ကန်ကင်ကျင်တို့ရဲ့နှိမ့်ဆက်မှုတွေကြောင့်ရေမောငါတေဆုံးသွားခြင်းဖြစ်ကြောင်းကိုပြောပြခဲ့ပါတယ်ဒီမှုရဲ့တရားမျှတမှုဟာကိုရီးယားနိုင်ငံဒီမိုကရေစီအရေးနဲ့တိုက်ရိုက်ပတ်သက်နေတာကြောင့်လို့ပြောလိုက်ချိန်မှာပဲတရားနာပရိသတ်ဟာဝုံငနယ်ထပြေးပြီးတော့သတင်းတွေကိုအမြန်ဆုံးဖျန်းချဖို့ပြောပြီးဖုန်းဆက်သူပြေးပြောသူတွေနဲ့ရှုပ်ထွေးနေခဲ့ပါပြီကင်ချောင်းတိုင်းပုံအောင်နေရာဖျားเจ้าမှာတော့ကင်ချောင်းတိုင်းကိုရဲခွေးချုပ်ပတ်ချောင်းကမီလူမီဆဲမှာပဲ အရေးပေါ်အခြေအနေနဲ့အထက်ကပြန်ခေါ်လာကြောင်းရဲကွေးကျုံးနဲ့ပြူစောရီတပွဲဟာဖျားအကြောင်းကနေပြန်လဲထွက်ခွာသွားခဲ့ရပါတယ်။ကင်းကြောင်နယ်ကလည်းလွတ်မြောက်သွားခဲ့ပါတယ်။ကောင်းမှာတော့ဒမ်မန်တာစီရဲ့အစီအစဉ်ကိုရဲကွေးကျုံးလက်ကနေပြန်လဲပြီးတော့တင်းသွားတာကြောင့်ရဲကွေးကျုံးကစကမ်းမရှိမှဖိုင်တွေကိုမီးရှို့ခိုင်းလိုက်ပါတော့တယ်။စုံနောက်ကိုချန်းကတော့ဟွန်ကျောင်းတို့ဖွဲ့စားတောင်းနေအောင်ရောက်သွားခဲ့ပြီးသူ့ရဲ့အဖွဲနဲ့အတူတူအားလုံးကိုဖမ်းဆီးလိုက်ပါတယ်။ရဲကွေးကျုံးပတ်ချောင်းနဲ့သတင်းသမားတွေနဲ့ရင်ဆိုင်နေရပြီးတော့တောင်ဝေသတင်းဌာနသတင်းတောင်ဝန်ဆန်ကပတ်ချောင်းအချင်းစီသွားပြီးဖြစ်ကြောင်းပြောလိုက်ပါတယ်။ ဘတ်ချောင်းရုံငန်းလုံးရောက်တဲ့အခါဒူးတယောက်ကိုမှမတွေ့ရပဲတမနာချွန်တိုဝမ်နဲ့တခြားသူတွေလက်မှတ်ထိုးထားတဲ့အပြစ်ရှိကြောင်းဆုံးဖြတ်ချက်အမိန့်စာကစည်းကြိုလို့နေပါတယ်။ထောက်ကရှေးဆက်ခွန်မေ30မှာပြည်စော်ဒီကောင်းဆောင်တွေနဲ့ရဲခွေးကျောက်ဟောင်းပတ်ချောင်းတို့ကထောင်ထဲကိုရောက်လာခဲ့ကြပြီးရှင်းနေချွိုင်ဝမ်ကရှင်းနေလိုအပ်ရင်သူ့ကိုဆက်သွယ်ဖို့ပြောပြီးတော့လိမ့်စာကတ်ကိုပေးလိုက်ပါတယ်။ထောင်မှုအန်ကဲကတော့အာဂရာကင်းကင်းနဲ့ပဲပတ်ချောင်းထောင်ထဲဆွဲသွင်းသွားခဲ့ပါတော့တယ်။တောင်ဝင်သတင်းဌာနမှာတော့တနင်္ဂနွေလုံးရုပ်တဲတဲဖြစ်တာကြောင့်ကြော်ညာတဲ့တခြားကိစ္စတွေကိုပယ်ပြီးတော့ ။ကျောင်းသားအကြီးနဲ့ဆန္ဒပြသတင်းတွေကိုသာအာယုံဆိုင်ဖို့ပြောကြားနေပါတယ်။အဲဒီချိန်မှာပဲသတင်းစာတိုက်ကိုမျက်ရည်ယိုပုံးတစ်လုံးဝင်လာပြီးတော့အားလုံးငိုကြွေးကြပါတယ်။ထောင်ကွာ89ဇွန်လ9ရက်နေ့မှာတော့အာနာရှင်စနစ်အလိုမရှိအာနာရှင်မှန်မှဖြုတ်ချကြတရားမျှတလွတ်လပ်တဲ့ဒီမိုကရေစီကိုရယူကြအစရှိတဲ့ကြွေးကြော်သံတွေဟာတနိုင်ငံလုံးစုညံလုံးနေခဲ့တယ်လို့စစ်တပ်ဟာလည်းအကြမ်းဖက်နှိမ်နှင်းနေခဲ့ပါတယ်။မျက်ရည်ယိုပုံးစံတစ်ခုကလည်းဟန်ရောရဲ့နောက်ဆိတ်ကိုထိမှန်သွားခဲ့ပါတယ်။ နောက်ဆက်ကသွေးတရားယုံကြီးလက်ဆောင်ဝယ်ပေးတဲ့ဖဏကလေးပေါ်တစက်ချင်းထွက်ကြလာနေခဲ့ပါတယ်။ယုံကြီးကတော့နန္နခင်းသတင်းစာတဲကယွန်းဆဲတက္ကသိုလ်ဆန္ဒပြမှုမှာចောင်းသားတူဖြစ်တဲ့ဟန်ယောဟာနောက်ဆက်တဲတဲ့ကိုမျက်ယိုဘုံဆန်ထိမှန်ခဲ့တာကြောင့်ဇိုးဝင်ရတဲ့အခြေအနေနဲ့တက္ကသိုလ်စီးုံပေါ်ရောက်ရှိနေတဲ့သတင်းကောင်းစင်နေနဲ့ပါလာခဲ့ပါတယ်။ယုံကြီးကတော့မျိုးလေကောင်ကိုအပြေးထွက်လာပြီးဆန္ဒပြအဖွဲ့နဲ့ပူးပေါင်းကာဒေါ်လန်အိတက္ကသိုလ်ចောင်းသူဘွားကိုခံယူလိုက်ပါတော့တယ်။1989ခုနှစ်ဇွန်လ29ရက်နေ့မှာတော့ တောင်ကိုရီးယားနိုင်ငံဟာဒိုင်းရိုက်သမရရွေးကောက်ပွဲတွေသဘောတူညီချက်ကိုထုတ်ပြန်ခဲ့ရပြီးမျက်ရည်ဘုံနဲ့ပြစ်ခတ်ခံရတဲ့လီဟန်ယောကတော့မေလ9ရက်နေ့မှာတည်ဆုံသွားခဲ့ပါတယ်။မေလ9ရက်နေ့မှာတော့လီဟန်ယောကိုနိုင်ငံတကာအဆင့်ဇာပနအခမ်းအနားနဲ့ကျင်းပခဲ့ပြီးလူပေါင်း1.6တန်းလောက်တက်ရောက်ဂုံပြုခံခဲ့ရင်းနဲ့ပဲဇက်လန်းလေးကတော့ဒီနေရာမှာပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါဒီနေ့အတွက်တင်ဆက်မှုကဒီလောက်ပါပဲခင်ဗျအဲ့တော့ဒီစကားအပြအချင်းနဲ့မန်ရှိကတော့အလုံးနဲ့တည်ပြီးသားဖြစ်မှာပါကျွန်တော်လက်ရှိကြုံတွေ့နေကြတဲ့အဖြစ်အပျက်ဒီနေ့လဲဒါထက်တည်းနှိပါပါပဲဆိုတော့ဒါတွေကြော်လိုက်မယ်ကျွန်တော်အဓိကဒီနေ့မှာမန်ရှိတစ်ခုအနေနဲ့ပြောချင်တာကကျွန်တော်နိုင်ငံမှာအမေရိကန်အယောင်ဆောင်စောက်ဘောမီဒီယာတွေဘာလို့နေကြလဲဒါအောင်အလုံးကလည်းတည်ပြီးသားဒါပေမဲ့ဒါကိုပြပြတတနည်းနည်းပူပြောရင်မြန်မာနိုင်ငံမှာမီဒီယာဆိုတာအခုချိန်မှာမရှိတော့ပါဘူးငပောအယောင်ဆောင်ပေါက်လို့ပဲစားတွေပဲရှိပါတော့တယ်ဆိုတော့ဒါတွေကိုတော်တော်များများလည်းတည်ကြတယ်ဒါပေမဲ့မကြော်လွှားနိုင်ကြဘူးဗျာ ဲ့တော့အခုလိုခေပြတ်စနစ်ပြတ်မှာဘယ်အမှန်မသိရောက်လာပြီးတော့ခွေးတို့ဘောက်ကနေဝင်ပြီးတော့အနုပညာရှင်လိုလိုဘာလိုလိုစောက်ယူလိုစောက်ဘောလိုလုံနေတဲ့ကောင်တွေရဲ့တနေ့ကိုထမင်းပဏနတ်စားတယ်တနေ့ကိုချီးပဏကာပါတယ်ဆိုတဲ့အကြောင်းအရာတွေကိုလုံနေတဲ့ဟာတွေကိုခမားတို့သွားသွားမကြည့်ကြဘဲနဲ့ဒါကိုတွန်းလှန်နိုင်ဖို့အတွက်လည်းကျွန်တော်ဒီနေရာနေဒီစကားနဲ့တမျိုးတစ်ပုံပတ်သက်နေတာကြောင့်အနေလေးကျွန်တော်ပြောပြပါစီဆိုတော့ဒါလေးတွေကိုစင်ကျင်ပေးကြဖို့လေကျွန်တော်မေတ္တာရက်ခံခြင်းပါလေဒါမှကျွန်တော်ခေကောင်းစနစ်ကောင်းပြန်ရောက်မှာဖြစ်ပြီးတော့အခုလိုမျိုးစောက်တလွဲဖြစ်တဲ့အားလုံးကိုကြော်လွှားနိုင်ကြမှာဖြစ်ပါတယ် တော့ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါနောက်နေ့မှပြန်တွေ့ပါမယ်ခင်ဗျကျွန်တော်အန်ခင်မူပါ